660 cc ဦးရဲမြောက်တကုံမှာကြိုဆိုပါရစေ။ညီမတို့စီမှာလုပ်ငန်းသုံးပစ်ကက်ကားအသေးလေးတွေကိုတနေရာထဲမှာပေါ်တော့ငွေစင်အရေးကြအလဲထက်ဝယ်ယူအပိတ်လို့ရတာပဲဖြစ်ပါတယ်။ဆိုတော့ခုဒီရပိုင်းတွေကတော့ဒါအရေးကြကရန်ကုန်တိတန့်ကိုပဲရာသေးတာဖြစ်ပါတယ်။ဒါအရေးကြဝယ်ခြင်းနဲ့မိတ်ဆွေတွေ ငွေချန်လေးနဲ့ဝယ်ချင်ပါတယ်ဥရဲ့ရေဆိုရဲမိတ်ဆွေရဲ့အနေနဲ့ကတော့ညီမတို့ရဲ့ရုံးခန်းလေးမှာလာပြီးတော့မှအသေးစိတ်လေးစုံစမ်းမေးမြန်းပေးဖို့မြစ်တာရခံပါတယ်ရှင်။တော့အရေးကြလေးကဒါရုံးမှာအသေးစိတ်လေးဖြည့်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့စီမှာရုံးခန်းလေးဖွင့်ထားပါတယ်ရှင်။တော့ရုံးခန်းလေးကပည့်ရမရှိပါဘူး။တော့ပည့်ရမရှိတဲ့အတွက်ကြောင့်မို့လို့ဒါညီမတို့ရုံးခန်းလေးမှာလာပြီးတော့မှအသေးစိတ်လေးစုံစမ်းမေးမြန်းပေးဖို့မြစ်တာရခံပါတယ်ရှင်။တော့အခုလည်းပဲညီမစီမှာဒါတိတ်တော့ရဝင်းကျင်လေးနဲ့ကားလေးထက်ရောက်ထားတယ်ပေါ့နော်။ဟိုက်ဂျက်လေးလည်းရောက်ထားပါတယ်။ မော်ရယ်အမြင့်နံပါတ်အမြင့်မှာကြိုက်တဲ့မိတ်ဆွေတွေအတွက်လည်း highlight လေးထပ်ရောက်ထားပါတယ်ရှင်။တော့အခုကတော့ဒါညီမဒီအရှိမရှိနေတဲ့ Honor AT လေးကိုရောင်းမေးမှာဖြစ်ပါတယ်။ဒီကားလေးကလည်းငွေစင်အရေးကြအလဲထက်ဝယ်ယူအပ်ပြလို့ရမှာဖြစ်ပါတယ်ရှင်။ဆိုတော့ဒီကားလေးကဒါမော်ရယ်က2003မော်ဒယ်လေးပါ AC power အစုံ4 wheel ကိုမှဒါ manual gear နဲ့ကားလေးဖြစ်ပါတယ်ရှင်။ license ကတော့ရန်ကုန် license 5G နံပါတ်လေးနဲ့ရောက်ပါမယ်ရှင်။ license တက်တန်းက2026နလာပိုင်းဒီ license တက်တန်းကြံပါသေးတယ်ရှင်။တော့ဒီကားလေးညီမအသေးစိတ်လိုက်ပြပေးမယ်။ဒီကောင်းလေးပါခောက်ပြပေးမယ်ပေါ့နော်။ဒီကားဒီကားလေးဆိုလို့ရှိရင်ဒါကားနဲ့ပတ်သက်ပြီးတော့စားရစားရဲအရှုံရှင်းမရှိဘူးအတိုက်ခိုက်မရှိဘူးပေါ့နော်။တစ်စီးလုံးတံပြားတန်တံပြားမြောင်းနဲ့ရမယ်။ safe body ဘိုင်းကမှစပြန်လုပ်ဆရာမလို့နော်။ safe body ဘိုင်းကမှစပြန်လုပ်ဆရာမလို့ပေါ့နော်။ဒါညီမတို့ဒီကားလေးကိုရောင်းမိမှဖြစ်ပါတယ်ရှင်။တော့ဆိုတော့ဒီကားလေးကိုညီမအသေးစိတ်လေးလိုက်ပြပေးမယ်။ ။အနောက်မှာကလည်းဒီကားလေးကစတိအမိုးကိုင်းစတိချေနေအားလုံးပါထားပိတာကားလေးဖြစ်ပါတယ်ရှင်။ဝယ်ယူသူအနေနဲ့လက်တင်တစ်ခါတည်းသုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်။နော်အပြေပိုင်းကမှအစားညီမတို့စတိကပိုင်းကမှအစား အသေးစိတ်လေးနဲ့အလှဆင်ပုံဖော်ပြထားတဲ့ကားလေးဖြစ်ပါရဲ့ရှင်။တော့ဒီကားလေးဆိုရှင်တာယာတာယာလေးလုံးစလုံးလေးပန်းအပြည့်ကျန်နေတယ်။တာယာလေးအနှဲငယ်လေးရော့တယ်လို့ထင်တဲ့တာယာဆိုညီမတို့လဲပေးတယ်ပေါ့နော်။ဆိုတော့ဒါအဲလိုအပ်ချက်မရှိအောင်တော့ညီမတို့အသေးစိတ်လေးလှူထားပေးပါရဲ။အနောက်မှာလည်းညီမတို့စတိအမိုးကိုင်းစတိချင်းနဲ့အားလုံးပါပီးသားဖြစ်ပါရဲ့ရှင်။ညီမအနောက်ကျန်းငင်းလေးကိုပြပေးမယ်။အနောက်ကျန်းငင်းကိုတော့ညီမတို့အော်စီတိုက်ထားပေးထားပါရဲ။နော်အော်စီနဲ့မှကြိုက်တယ်ဆိုရင်မိတ်ဆွေတို့အနောက်ကျန်းငင်း ်အော်စလီနဲ့ရပါမယ်ဒီကားလေးတွေကဟိုနာအေဒီဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်ဂျင်ကတော့အနောက်မှာဖြစ်သွားပါတယ်နော်အင်ဂျင်အနောက်မှာဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ခေါက်ခန်းထဲမှာအမောင်းနေဆိုရှိခီးဝိုးဝဲမောင်းမောင်းအနီးဝဲမောင်းမောင်းပေါ့နော်ပူမာလုံးဝစိတ်ပူစရာမလိုပါဘူးဒီကားလေးကလည်း AC power အစုံလေးလည်းဖြစ်တဲ့ခါကျတော့ဒါအဲကိုဘောနောလုံငယ်တော့ပဲတော့တော့ကိုအိမ်တော့တော့ပဲတော့တော့ဘလိုပဲတော့တော့ပေါ့နော်အဖက်ဖက်ကအစင်ပြေနေစေမဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးရဲ့အောက်ပိုင်းလေးကိုညီမလေးပြပေးပါမယ်အောက်ပိုင်းအယိုးစစ်ဖရိန်လေးတွေလှပါတယ်ရှင်နော် အဲဖြတ်ထားတာဆက်ထားတာလို့တော့မရှိဘူးပေါ့နော်ဒါအောက်ပိုင်း frame ကမှဆက်စင်းနေတာပဲပြီးတော့ဒီမှာတိုင်ယာတွေဆိုရှင်တိုင်ယာပန်းဟာအပြည့်ကျန်သေးတယ်ပေါ့နော်ဆိုတော့ဒါကားလေးကတော့လက်တင်တော့ယုံမယ်ဆိုတော့ဒီကားလေးရဲ့အတွင်းခန်းလေးကိုညီမလိုက်ပြပေးပါမယ်เนาะအတွင်းခန်းထဲမှာကလည်းဒါ ထိုင်ရတာပေါ့နော်လာတတောက်တတရှိစီမဲပေါ့နော်ထိုင်ကုန်လေးရတော့လဲသာချုပ်လေးနဲ့ရမယ်။နောက်ထိုင်ကုန်မထိုင်ကုန်လဲပါမယ်ပြုရှင်အနောက်ကောင်းမီရလဲပါမယ်။အနောက်ကောင်းမီရမှာစာဒီမှာဟွန်နာလိုကိုလေးနဲ့ရမယ်။ဆိုတော့ဒါကတော့ညီမဒီကားလေးရဲ့အတွင်းငန်းလေးပေါ့နော်။ပြုရှင်ဒီကားလေးမှာကအပေါ်မှာလေးကနှစ်ဖက်လုံးပါတယ်အပေါ်အမိုးလေးရောက်မှဆာလဲသားချုပ်လေးနဲ့ချုပ်ထားပေးပါတယ်ရှင်ဆိုတော့ဒီကားလေးအတွင်းကန်းလေးကိုပြပေးတာပါဒီမှာ dashboard ခင်းလေးထည့်ထားပေးတယ်ပေါ့နော်ဆိုတော့ဆရာတိုင်းသို့တော့ညီမ ဆိုဒီမှာညီမ dashboard ခင်းလေးထည့်ထားပေးပါရယ်ဒီကားလေးကတော့ AC power အစုံ4 wheel လေးပါ manual gear လေးနဲ့ရပါမယ်ရှင်။တော့ဆိုတော့ဒီကားလေးကဒါ engine နောက်ကမ်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအတွင်းကမ်းထဲမှာကတော့ဒါပို့ပြီးတော့ကြေကြေဝန်းဝန်းရှိတယ်လို့ခန့်စားရတယ်။ကိုခီးဝေးပဲစီးမယ်ဆိုလို့ရှိရင်လည်းဒါခီးဝေးပဲစီးစီဘလို့ပဲစီးစီပေါ့နော်။ဒါပူမာတွေလုံးဝစိတ်ပူစရာမလိုပါဘူးရှင်။တော့ဆိုတော့ဒီကားလေးရဲ့ဒါအတွင်းကမ်းလေးကိုပြပေးတာပါ။ဒီတစ်ခေါက်မှာကတော့ကားလေးကမန်တင်မန်ချကိုလက်လက်လေးနဲ့ရပါမယ်ရှင်။ ညမကြီးအာကားလေးအောက်ကျင်းင်းလေးတွေကိုလည်းပြပေးမယ်အောက်မှာလည်းညမအခင်းလေးထည့်ထားပေးတယ်ပေါ့နော်ဒါစေရနာမြစ်တာတွေနဲ့ထည့်ပေးထားတာပေါ့နော်ဆိုတော့ဒီမှာအောက်ခင်းလေးတွေအောက်ကျင်းင်းလေးတွေအမှဆအဆွေးမြတ်တတ်တဲ့နေရာတွေအမှဆအဆွေးနာတန်ကြီးလွတ်ပါလေရှင်ဆိုတော့ဒါကတော့ညမဒီကားလေးရဲ့အောက်ကျင်းင်းလေးတွေရောပြပေးတာပါရှင်เนาะဆိုတော့ဒီကတော့ကြည့်လို့ရမမတို့မညာနေပြီးတော့ညာလည်းညာလည်းတော့ ဆိုတော့ဒါကတော့ပေါ်တော့ညီမဒီကားလေးအောက်ကျင်းကင်းလေးတွေကိုလည်းပြပေးတော့ပါရှင်။ဆိုတော့ဆိုတော့ဒါအတွင်းကလေးကြည့်ပြီးသွားပြီဆိုတော့ကျတော့ညီမတို့ဒီကားလေးကိုနော်ရောင်းဝယ်မဲ့ဈေးလေးကိုပြောပြပါမယ်ရှင်။တော့ဒီကားလေးကိုညီမတို့ပေါ်တော့အရစ်တက်ဝယ်ခြင်းနဲ့မိတ်ဆွေတွေငွေချဲလဲချက်ဝယ်ခြင်းနဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ဒါ350 50ဝေးကျစ်လောက်သွင်းရုံနဲ့ဒါရောင်းမဲ့ကားလေးပါ။နော်ရောင်းဝယ်မဲ့ဈေးလေးကတော့305သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းဝယ်မဲ့ကားလေးဖြစ်ပါတယ်ရှင်။တော့ဆိုတော့ဒါအရစ်ကြဆိုလို့ရှိရင်ဒါ150ဝေးကျစ်လောက်သွင်းပြီးတော့ပါကိုတစ်နှစ်ယူမလားနှစ်နှစ်ယူမလားဒီပေါ်မှာကိုစိတ်ကြရွေးချယ်ပြီး ောမှဝယ်ယူအပ်ပေးလို့ရမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီကားလေးကိုလာကြည့်ရင်လည်း high jack လေးလည်းကြည့်လို့ရပါမယ် high jack ကတော့မော်ဒယ်အမြင့်နံပါတ်အမြင့်ရောက်ထားပါတယ်ရှင်တော့ကားဆိုမှာကားကားရှယ်လေးထပ်ရောက်ထားပါတယ်ဆိုတော့ဒီကားလေးကိုလာကြည့်မယ်ဆိုလို့ရှိရင်ညီမတို့ပေါ့နော်အဲပုံမှန်ဖုန်းနံပါတ်ပြည့်တဲ့399 999 699လေးကိုလည်းဆက်လို့ရတယ်လို့ညီမတို့ရဲ့ဖုန်းနံပါတ်အတစ်ကလေးထပ်တိုးပေးထားပါရယ်ဖုန်းနံပါတ်လေးကတော့399 6943438ဆိုတဲ့ဖုန်းနံပါတ်အတစ်ကလေးကိုလည်းဆက်ပြီးတော့မှဝယ်ယူအပ်ပေးလို့ရပါတယ်။ကျွန်တော်တို့ဒါဖုန်းတစ်လုံးနဲ့ထားပေးထားတော့ကြတော့ဘောနော်ဖုန်းလိုင်းမအားတာတွေလိုက်အခက်ခဲလေးတွေရှိရတဲ့အတွက်ကြောင့်မလို့ညီမတို့ ဖုန်းနံပါတ်နောက်ထပ်အစ်စ်တလုံးလေးထပ်ပြီးတော့တိုးပေးထားပါရစေ။ဒီဖုန်းနံပါတ်လေးကလည်းမှတ်ရလွယ်ပါရစေ။6000 4368ပါရှင်။အဲ့တော့ဆိုတော့ကားလေးကိုလာကြည့်မယ်ဆိုလို့ရှိရင်ဒီဖုန်းလေးကိုဆက်ပြီးတော့မှမြောက်တကုံ34ရက်ကအုတ်ချိုရီမူယုံအနီးမှာကားလေးကိုလာကြည့်လို့ရမှာပဲဖြစ်ပါရစေ။နောက်ထပ်လည်းကားလေးတွေရောက်လို့ရှိရင်ထပ်ပြီးတော့ဒီဘေးနေအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့အကိုမတွေနေနဲ့ညီမတို့ရဲ့ YouTube channel လေးတွေ Facebook page လေးတွေကို like က share like က follow လေးလုပ်ပြီးတော့မှစောက်ကြည့်ပေးဖို့မြင့်တရရဲ့ခံပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးမတက်တာပါ။